โอเคကျွန်တော်ဒီနေ့ဗာပြောမှာလဲဆိုလို့ရှင်ဒီကျွန်တော် January နဲ့ February မှာဖက်ခဲ့တဲ့ဒီ February ဆိုရင်မဲ့ဒုတိယတော့ကတော့မတ်ဆွန်တယ်ဗောနော်ဒီမတ်လကိုဆွန်ပါတယ်အာနှုတ်ဖြစ်တဲ့ဒီ Starway Wine နဲ့ဘာပဲကောင်းအောင်ပြောမှာဖြစ်ပါတယ်အဲ့တော့အာနှုတ်လုံးอ่ะဗောနော်ဒါကျွန်တော်ကိုအပြောင်းလဲဖြစ်စေတဲ့စာအုပ်နှုတ်ဖြစ်ပါတယ်ဘာအပြောင်းလဲလဲဆိုလို့ရှင် ကျွန်တော်ဘာကြောင့်စီးပွားရေးလုပ်နေရလဲကိုကျွန်တော်စလို့တော့မသိခဲ့ဘူးအာပတ်စံရဖို့ပဲထင်တယ် ဒါပေမဲ့ဒီစီးပွားရေးနောက်ွယ်မှာအောင်မြင်ခြင်းချရှုံးခြင်းတွေမှာဒီဘာကြောင့်စီးပွားရေးလောက်ရလဲဆိုတော့ခံယူချက်ကသိအရေးကြီးရယ်ဆိုတော့ဒီ start with why နဲ့မှာတခြားရှင်းပြထားတယ်ပေါ့နော်ဒီ product တွေရောင်းနေရခြင်းတူတူပဲဒါပေမဲ့လူတွေရဲ့လူတွေဘာကြောင့်လိုချင်တာလဲကိုမသိလို့ရှင်ကျွန်တော်တို့ကအဲကိုယ်ထုတ်တဲ့ပစ္စည်းကဒီအောင်မြင်မှု အော်မီနိုင်ချေတိတ်မရှိဘူးပေါ့နော်ပြီးဈေးကွက်တဲမှာလည်းအော်မီနိုင်ချေတိတ်မရှိနိုင်ဘူးဒီကဘာကဘာတလွားကိုလည်းဒီဖြန့်ဖို့မဖြစ်နိုင်ဘူးဒါပေမဲ့ကိုကကိုစီးပွားရေးဘာကြောင့်လုပ်တယ်ဆိုတာကိုကိုသိတယ်ဒီကိုရဲ့ customer ရဲ့ဘာကြောင့်ဒီဒီပစ္စည်းကိုလိုတာလဲကိုသိရဆိုလို့ရှိရင်ကိုကအဲ့ပစ္စည်းကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲအော်မီအောင်အဲစူးစမ်းနိုင်တယ်ပေါ့နော်အော်မီအော်မီအောင်ပြုတ်လုပေးနိုင်တယ်ဆိုတော့ဒီ start with why อ่ะအဓိကကတော့ဘယ်လိုပြောရမလဲကျွန်တော်တို့လူတွေမှာဒီ ဝိုင်းဘာကြောင့်လောက်ရတယ်ဆိုတာရှိတယ်။ပြီး how ဘယ်လိုလောက်ကြရလဲဆိုတာရှိတယ်။ပြီးလို့ရှိရင်ဝက်ပေါ့နော်။အဲဝက်ကကြတော့ဘာလောက်တာလဲဆိုတာရှိတယ်။ဒါပေမဲ့လူတွေအကုန်လုံးကဒီသူတို့ဘာလောက်တယ်မှာပဲပြုတ်တယ်ရာပဲပြုတ်ရောင်းတယ်ပဲပြုတ်ဆိုပြီးတော့អော်တယ်။ဟုတ်တယ်နော်နောက်တစ်ခုကအဲ့တဲ့ပို့အစင်းမြင်လာရဲ့ဟောင်းပေါ့နော်ကျွန်တော်တို့ဒါကိုဘယ်လိုလုပ်ထားရလဲဒါကိုကျွန်တော်ကပို့ကောင်းအောင်ပိုင်းသုံးထားရတယ်ဘယ်လိုမျိုးပို့ဆောင်ပေးတယ်ဘယ်လိုအစင်းမြောင်လုပ်ပေးတယ်ဆိုတော့ဒါဟောင်းလေပဲပေါ့နော်ခုနကပဲပြုတ်တယ်လေပဲပေါ့ပဲပြုတ်တယ်လေပဲ ਨੇ ဒုတိယကတော့ဟောင်းလေပဲပေါ့ ကျွန်တော်တို့ကိုယ်တိုင်လည်းဒီပဲပြတဲ့ level မှာပါခဲ့တယ်ဆိုဒီကိုကဘာပစ္စည်းရောင်းလဲ IPC ကြီးပဲလှိမ့်ပြီးတော့ဂျင်ကြားတယ် IPC အကြောင်းပဲလှိမ့်ပြီးပြောတယ်ဖွက်တီပဲပြောတယ်ပြီးဟောင်းတခါလေးဘယ်လိုလုပ်တယ်ဘာကြီးလှူထားပြုလို့ဘာကြီးကောင်းတယ်ပြောပြောတယ်ဒါပေမဲ့တိုင်းအရေးမပါဘူးတကယ်အရေးပါတာ why ဘာကြောင့်ဒီပစ္စည်းကိုလှုပ်ကြရလဲလူကြီးကခံယူချက်တူလို့ရှင် စိတ်တူတယ်စိတ်တူလို့ရှင်ကိုနဲ့တသားတဲ့ကြားတယ်ကိုကိုလူဖြစ်လာတယ်အဲကိုပစ္စည်းကိုဖြန့်ချီပြီးလူဖြစ်လာတယ် ဒီစကားနဲ့ဖြစ်ဖြစ်ကိုယ့်ပစ္စည်းတဲ့တင်းကိုဖြန့်ချပေးရဲ့ဒီဘယ်လိုပြောရမလဲဒီပပယ်ကောင်းထဲမှာစနီဇာပေါ့နော်ဒီဟက်ချိုးချီရဲ့လို့ပေါ့ဒီပိုးဖြန့်ပေးရဲ့လို့ပိုးဖြန့်ပေးရဲ့လို့ဖြစ်လာတယ်ဆိုတော့ဒီကလူတွေရဲ့ဝိုင်းကိုတိုက်ရဲစကားဆိုပြောလို့ရှိရင်ဒီ how နဲ့ what ကပြောစရာမလိုပဲနဲ့အာအောင်မြင်တယ်ပေါ့နော် sales ဖြစ်တယ်ဆိုတော့ဒါက start with wine ပေါ့နော်ဒီလောက်ထိကိုကောင်းတယ်ပေါ့ကျွန်တော်တည်တည်လေးပါစားဖို့ကအဲကျွန်တော်ဘယ်လိုပြောမလဲဒီစားမဖက်ခင်တော့အထီကိုကိုဘာရောက်စီးပွားလို့လဲဆိုတော့ကျွန်တော်ကောင်းကောင်းမသိခဲ့ဘူးဒါပေမဲ့ အဲကိုစီးပွားရေးကဘယ်လိုလူတွေအတွက်လဲဘယ်လိုရက်တည်ချင်တဲ့ရက်တည်နေရလဲကျွန်တော်မသိဘူးအဲ့တော့ဒီစားဖက်ပြီးတည်လာတယ်ဆိုတော့ကျွန်တော်မှတ်မိအရာရှိလိမ့်မယ်ကျွန်တော်စေးတွေအများကြီးရှိတယ်ခေါင်းကြိုက်ပြီဆိုလို့ရှိရင်ပေါ့ကျွန်တော်ဘောင်ဘောင် ပြင်းပြန်လဲအာတာမေးဆွေနဲ့ကျွန်တော်နဲ့ဒီဘယ်လိုပြောမေးဆွေစေးထဲမှာရှိအဖြေရှိလိမ့်မယ်အဲကျွန်တော်ချောင်းဆိုးတယ်ဘာစေးတောက်မလို့စေးထဲမှာပြင်းပြန်ပြင်းပြန်ချို့ဆိုဆောမြူဆိုတာအမြင်မယ်ချို့ရရကြတော့ဘယ်လိုပြောမလဲဘူး ချောင်းစိုးပြောက်စေမြင်လိုက်မယ်သူခုနကတခုမတွေ့ကြဘူးဘာလို့မတွေ့ကြခံရချက်တွေမတွေ့ကြလို့ဒါပေမဲ့ energy drink ဆိုဘာကိုပြင်းမြင်လဲအဲတစားချွေဆိုရင်ဘာကိုပြင်းမြင်လဲအဲ့လိုပြင်းမြင်အောင်ကိုဒီသူတို့ရဲ့သူတို့ company ရဲ့ wine နဲ့ကြော်ညာထားလို့ဆိုတော့ဟိုတစားတစားတစားဆိုပြီးပဲပြောက်တယ်လို့မျိုးကြော်ညာနေရထက်ဘာကြောင့်တစားကလိုအပ်တာလဲဆိုတော့ဟိုပြောပြောမလဲ ဒီကိုတို့ညံရှိသလောက်ကြောင်ညာတဲ့အခါမှာလူတွေသိလာတယ်ဆိုတော့ဟိုကျွန်တော်တို့စိတ်ထဲမှာဘာကြောင့်ဒါကိုလောက်အောင်မလဲဆိုရဟာဝိုင်းကိုထိန်းချုပ်မိပါလို့ရှင်ကျွန်တော်ဒီ how network ကအလိုလိုဘယ်လိုလောက်အောင်မလဲဘာလောက်အောင်မလဲဘာဝင်ရမလဲဆိုတော့ချင်းချင်းသိပါတယ်ဆိုတော့ဒီလောက်ထိကိုကောင်းတဲ့စာအုပ်ဖြစ်ပါတယ်ဒါ Simon Sinek ရဲ့ကျွန်တော်ပထမဆုံးဖတ်ပြီးတဲ့စာအုပ် Start with Why ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒီ Start with Why ကကျွန်တော် Why ကိုပြောပြပေးရဒီ Pape Kang ပေါ့နော်ဒီ Seth Godin ဒီ marketing guru Seth Godin က ဒီဘယ်လိုပြောရမလဲ။ तू ကဟောင်းအောင်ပြောပြရပေး။ဘယ်လိုဟောင်းလဲဆိုလို့ရှိရင်음ဘယ်လိုလုပ်အောင်လဲပေါ့နော်။ဘယ်လိုကြော်ညာရမလဲ။ကျွန်တော် TV ကြော်ညာရဲ့ခေတ်ဒီကုန်သွားပြီ။ TV မှာဆက်ကြော်ညာနေလို့ရှိရင်ဒါမဟုတ်သေးဘူး။